ိုက်ဆွန်ခဒီတလားကျွန်တော်တို့ရှမ်းတနော်စင်တင်းဌာနနေပြီးတော့ဒီအမေရိကန်နိုင်ငံမှာကိုပိုင် brand နဲ့တည်ဆောက်ထားတဲ့ဒီရှမ်းမျိုးတမိတယောက်ကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်။သူကတော့ဒီအမေရိကန်နိုင်ငံမှာ brand ကိုတခုတည်ထောင်နိုင်ပြီးတော့အရင်ကလည်းမြန်မာနိုင်ငံမှာ fashion designer အနေနဲ့အလုပ်လုပ်ကင်ဖူးတဲ့သူဖြစ်ပါတယ်။ ပြီးလို့ရှိရင်ဒီအလုပ်တွေလုပ်နေတဲ့အပြင်မှာပဲဒီ community development တွေရောပြီးလို့ရှိရင် woman empowerment ဘိုင်းတွေမှာတော့သူကတက်ချွတ်စွာလှုပ်ရှားနေပါတယ်။ဒါမဲ့လက်ရှိမှာတော့ဒီမဟာအမေရိကန်နိုင်ငံမှာပဲနေထိုင်နေပြီးတော့ဒီမရဲ့ကိုယ်ပိုင် brand ကို run နေရပေါ့နော်။ဒါမဲ့သူရဲ့အခုလုပ်နေတဲ့ brand ကလည်း cosmetic ပိုင်းနဲ့သက်ဆိုင်တဲ့ brand တွေလည်းဖြစ်တယ်ပေါ့เนาะဆိုတော့ဒီအမျိုးသမီးတယောက်အနေနဲ့လည်းဖြစ်တယ်ပြီးလို့ရှိရင်တခြားနိုင်ငံမှာပေါ့เนาะဒီ US နိုင်ငံမှာလိုမျိုးကိုကိုပိုင် brand တွေနဲ့ဘယ်လိုတည်ဆောက်နေလဲဆိုတာကိုသူမရဲ့အတွေ့အကြုံကိုကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်ထဲမှာ sharing လုပ်သွားပြမှာဖြစ်ပါတယ်ဟုတ်ပါတယ်သူမကတော့ Nan Siri Home ဖြစ်ပါတယ်ဆိုတော့သူကသူမအကျိုးဆိုလဲအောင်ပါဟုတ်ကဲ့မေဆွန်ခါပြီး မိုင်ဆုံခန်းတော့မိုင်ဆုံခါခါအာပထမဆုံးအနေနဲ့တော့ကျွန်တော်တို့ရဲ့ဒီအင်တာဗျူးအစီအစဉ်လေးကိုလက်ခံပေးတဲ့အတွက်အမအောင်ရန်ကျေးဇူးတင်တယ်လို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအမရေပထမဆုံးအနေနဲ့ဒီအာကျွန်တော်တို့ရဲ့ပရိသတ်တွေပေါ့နော်အရင်ဆုံးမိတ်ဆက်ပေးပါအောင်ခင်ဗျာအမရောနမ်မိုဟောဘောနော်နမေရောနမ်မိုဟောလို့ခေါ်ပါတယ်အမကဒီအမေရိကကိုအိုးလွန်ခဲ့2004ခုနှစ်ကလေးကဒီကိုရောက်လာပါတယ်နော် အမေရှန်လူမျိုးလည်းဖြစ်တဲ့အတွက်ဒီမှာလှုပ်ရှားရှိတာတွေလှုပ်ပြီးတော့ကိုယ်နာမည်ကိုလည်းကုမ္ပဏီနာမည်တွေကိုလည်းရှန်းရှန်းနာမည်တွေနဲ့ပဲပေးထားပါတယ်။အမားရောရှန်းပြီးဟောပြောလရနေပြီးတော့မှမွေးဖွားလာတဲ့ဟောဘောနော်မိသားစုကပေါက်ဖွားလာတာပေါ့နော်။အဲ့တော့ပြောရမှာတော့ဒီလိုပဲဒီမှာចောင်းလာတက်ပြီးတော့ရုံးကန် ြောဒီလိုဖြစ်လာရတော့ပေါ့နော်အော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အမကဒီ2004ခုနှစ်ကလေးကအမေကကိုရောက်သွားတယ်ပေါ့နော်ဘလိုမျိုးနဲ့ဒီလိုမျိုးအမေကကိုရောက်သွားတယ်လဲပေါ့မကြီးဘလိုအခြေအနေမျိုးနဲ့ရောက်သွားတယ်လဲပေါ့အိုအမဒီမှာကြောင်းလာတင်ဖို့ကြောင်းအကြောင်းလေးရှောက်ပေါ့နော်ကြောင်းလေး5ခု6ခုလောက်ရှောက်ရှောက်ပြီးတော့လို i20 တွေရအောင်ယူပြီးတော့ဟိုပေါ့နော်ကိုမိသားစုဟိုပါလေ ကိုကိုမိသားစုထောက်ပံ့ပေးတဲ့ဟိုအနေပေါ့เนาะထွက်လာခဲ့တာပါအเจ้าကတက်တက်ဒီမှာပေါ့เนาะဟုတ်ကဲ့ဟုတ်ကဲ့အခုဆိုလဲကျွန်တော်တရားတလောက်ဆိုလို့ရှိရင်ဒီအမေရိကန်မှာဆိုလို့ရှိရင်ဒီ Serum ဆိုတဲ့သဇင်းနဲ့ပေါ့နော် Skin Care Product တွေ Cosmetic တွေကိုထုတ်လုပ်နေတယ်လို့တရားအဲအားနဲ့ဘယ်ကနေစိုက်ပြီးတော့ဒီလှုပ်ဖြစ်ခဲ့တာလဲပေါ့နော်ဘလို idea အနေနဲ့ဒီလိုမျိုး Skin Care Product ကိုသူများနိုင်ငံမှာထုတ်ဖို့ဖြစ်သွားခဲ့တာလဲပေါ့နော်ပြီးတော့ဟုတ်ကဲ့အမကတော့ ဒီပေါ့နော်အမေရိကန်ကိုဒီကိုဗစ်တွေစတဲ့ရောက်နေတာဆိုတော့လေဒီမှာအချိန်ဒီကိုဗစ်တွေအလုပ်တွေပါနေတဲ့အချိန်မှာဟို research တွေလေ့လာမှုစောင့်ဆန်းလေ့လာနေတာပေါ့နော်ဒီ skin care နဲ့ပတ်သက်ပြီးတော့ဒီ ingredient တွေဟိုတုံးတုံးရတဲ့ဟိုလေဒီ ingredient တွေရဲ့ဟိုအနစ်နဲ့ချီပေါ့နော်၃လေးနှစ်လောက်ကြာပါတယ်ဟိုမလုတ်ခင်ပေါ့နော်ဒီမှာကိုအချိန်ကို တန်ဖိုးရှိရှိနဲ့အသုံးချသွားတာပေါ့နော်ကိုဗစ်မှာအလုပ်တွေမရှိတော့တဲ့အတွက်လော့ခ်ဒေါင်းတွေနဲ့ဆိုတော့အိမ်မှာနေရင်အဲလေ့လာရင်ပညာလေ့လာရင်ပေါ့နော် research တွေနဲ့တူတူစပြီးတော့လုပ်နေတာ2000နဲ့မှ2020 27ကြည့်အစပြီးတော့မှလေ့လာနေတာပါခုမှပဲဆက်လုပ်ဖြစ်တာပေါ့เนาะอืมโอเคဆိုတော့ဒီ brand ကိုလောက်ဖြစ်လာတာဘယ်လောက်ကြာပြီလဲဗျเนาะဆိုလို့ရှိရင်လေ ဟိုဒီ brand ကို launch စစတင်ပြီးတော့ launch ထုတ်တာတော့ဒီတက်ကြနနလောက်တာတော့ဂျွန်လပေါ့နော်ဂျွန်လဒီနှစ်ပိုင်းဂျွန်လမှာပဲစလုပ်တာပါအခုတော့ကြောင်းနေပါပြီအဲ့ဟိုကဘာတဝမ်းပေါ့နော်ဟုတ်ကဲ့ကဘာတဝမ်းဖြန့်ချီနေပါနော်ဟုတ်ကဲ့ရှင်ဟုတ်ဟုတ်ဟုတ်ဒါပြီးတော့လို့ရှိရင်လည်းကျွန်တော်တို့ဒီကိုပိုင် brand ကိုပေါ့နော်တ냐နိုင်ငံမှာတည်ဆောက်ဖို့ဆိုတာတော့ဒါလွယ်ကူတဲ့အရာတော့မဟုတ်ဘူးပေါ့နော်ဒါကတော့ဆိုတော့ဒီ brand ကိုတည်ဆောက်ဖို့အတွက်ကရော ဘလိုမျိုးစိန်ခေါ်မှုတွေကြုံရလဲပေါ့နော်စိန်ခေါ်မှုကတော့ဘာပဲလုံးလုံးတော့သူကတော့လေဟိုနေရာတိုင်းမှာရှိတာပေါ့နော်ဒါပေမဲ့ကိုကအဲ့စိန်ခေါ်မှုတွေကိုဟိုပေါ့ဘလိုခေါ်မလဲရှိကိုဆက်တိုးလို့ရအောင်စိန်ခေါ်မှုတွေမကြောက်ဘူးပေါ့နော်မကြောက်အကြောက်လန့်နေမရှိမရှိတော့စိတ်ကိုခံခန့်ခန့်ထားပြီးတော့မလုပ်ရတာပဲပြိုင်ဖက်တည်းလေအရန်များလေဒီနိုင်ငံမှာကျတော့ကိုကသူများနဲ့မတူအောင်ဒီ အတွင်ပြောင်းလဲသွားအောင်တဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတဲ့ skin care အဲ့ဒါလေးကိုထုတ်လုပ်နေတာပါဟိုဒီမှာပဲအကုန်လုံးအမေရိကန်မှာပဲလုပ်တာပေါ့နော်ကိုရဲ့ဒီဟိုပေါ့ chemist less left in it ပေါ့နော်ဟိုပူပေါင်းပြီးတော့ထုတ်လုပ်နေတာပါစိန်ခေါ်မှုကတော့နေရာတိုင်းမှာရှိရပါပေါ့နော်음ဟုတ်ကဲ့ဒီစိန်ခေါ်မှုတွေရောအမအနေနဲ့ဘယ်လိုမျိုးကြော်ဖြတ်ခဲ့ရလဲဗျာနော် ကိုစိန်ခေါ်မှုတွေကိုဘယ်လိုကြော်ဖြတ်ရလဲဆိုတော့ကိုကအပေါ်တော့ဘယ်လိုခေါ်မလဲကိုရဲ့အတွေ့အညာအသိပညာတွေနဲ့ပြီးတော့ကိုအမားမလုံနိုင်အောင်ဈေးကွက်ကိုလည်းသေးချလေ့လာသင်ယူနိုင်အောင် ပြီးတော့ကိုရဲ့ဒီဟိုပေါ် original core ကကိုရဲ့ဒီအမြင်ကဘာလဲဆိုတော့ကိုကတိတိချာသိနေလို့ရှိရင်စိန်ခေါ်မှုကိုကောင်းကောင်းနဲ့ဖြတ်ကျော်နိုင်မှာပေါ့နော်ဈေးကွက်ကိုသေချာနားလည်နိုင်မှာပြီးတော့ပြီးတော့ဒီဟိုဘာလို့ခေါ်မလဲ ဟိုစိတ်ပတ်တွေကိုမသိနားမလည်လို့ရှိရင်တော့ဟိုစိန်ဖုံမှုတွေနဲ့ပဲမဖြစ်နိုင်ဘူးပေါ့เนาะအမှန်ကတော့အတိတ်ကတော့ဒီအတိတ်ကိုတိတဲ့ဟာနဲ့အတက်ပညာကိုလေ့လာသင်ယူနေရတာပေါ့เนาะနေတိုင်းပဲလေเนาะဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီကျွန်တော်တို့ရဲ့ brand name ကလည်းနည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းပါเนาะ series ဟုတ်ဆိုတော့ဘယ်လိုမျိုး idea နဲ့ဒီ brand name လေးကိုဘယ်လိုမျိုး idea နဲ့ပေးခဲ့တာလဲပေါ့เนาะဒီ name လေးကိုဟုတ် ဒီနာမည်ကတော့အတိကတော့အမအရှမ်းလူမျိုးလည်းဖြစ်တယ်ပြီးတော့ Siri Home ဆိုတာလည်းရှမ်းလူရှမ်းနာမည်ပဲဒီနော် Siri ဆိုတာတော့မင်္ဂလာချက်တီပေါ့နော်ဗမာလူပြောလို့ရှင်ကိုရှမ်းလို့ကျတော့ပါဠိလို့ဆိုရင် Siri ဗမာလူဆိုရင် Siri ပေါ့နော်ဟိုရှမ်းလို့ကျတော့ Siri Siri ဆိုတာကတိမင်္ဂလာချက်တီပေါင်းတဲ့အပြည့်စုံတဲ့အမျိုးသမီးတယောက်ကိုအမအကိုပြောတာမဟုတ်ဘူးเนาะဒီလိုအမျိုးသမီးအားလုံးကိုပြောတာเนาะအမျိုးသမီးတွေအားလုံးတုံးနေတာပြီးတော့ home ဆိုတာက ီဗီဟ ோம் ဆိုတော့ home ကလာတာဘုံကအမရိုရဲ့ရှမ်းပြည်ကအင်းတစ်ချိန်တစ်ခါကအရန်ကိုဟိုပါဝါကြီးမားတဲ့ကြီးဆိုးတဲ့ဆိုဟ ோம் ဖတ်ဗီယက်နမ်မေဟိုဟာရာပါစီရီဟ ோம் ဆိုတာဒါဘောနော်ဒရူစီယာရတဲ့နာမည်တွေပါအော်ဟာဟာအရင်ကစက်တည်ရှိလာတဲ့ brand နာမည်လည်းဖြစ်ရပါတော့။ဆိုတော့နောက်ပြီးတော့ကျွန်တရားတလားဆိုလို့ရှိရင်ဒီအမေရိကန်နိုင်ငံကိုမသွားခင်မှာဒီမသွားခင်လာ ွားပြီးတဲ့အချိန်မှလာပါတော့မြန်မာနိုင်ငံမှာလည်းဒီ fashion designer အနေနဲ့လာလောက်တာတွေလည်းတွေ့ရပါဘောဇွန်ဒါရောဘယ်လိုမျိုးဒီ fashion designer ဘက်မှာဘယ်လိုမျိုးလောက်ခဲ့လဲပေါ့နော် the fashion designer အမဒီဒီနိုင်ငံမှာ fashion ကြောင်းလာတက်တာပေါ့နော်အတက်တော့ဒီမှာဟိုပမာဒီမှာမပြောင်းခင်ဒီ America မှာဟိုပဲ fashion company နှစ်ခု၆နှစ်ကျော်ကျော်လုပ်ခဲ့တယ်နော် America မှာပေါ့နော်လုပ်ခဲ့ပြီးတော့ကိုကိုပိုင် company ကိုလည်းထောင်းခဲ့ပါတယ်၂000နဲ့မှ ဟောကိုကနေပြီး2000တော်ဆက်တဲ့အဆုံးပိုင်းထိပေါ့နော်။ဒါပေမဲ့2012ကျတော့အိမ်ကိုပြန်ပြီးတော့အမေတို့နဲ့ဟိုမိပါတွေကလည်းအိမ်ပြန်သေးချင်တယ်လीနော်။ တော့ပြောင်းလဲတွေလည်းရှိတော့ဟိုမှာသွားပြီးတော့မှဟိုကုမ္ပဏီတစ်ခုပြန်ထောင်ပြီးတော့မှလွတ်လုပ်တာပေါ့နော်ဟိုမှာဒီဟိုပထမကုမ္ပဏီဒီမှာထောင်တဲ့အဝတ်ထည်ကုမ္ပဏီကတော့ဟိုနယူးယောက်မြို့မှာရှိရဈေးလည်းအရန်ကြီးရဲ့ဟိုစိုင်းခန်း၅ခါတွေလည်းတစ်လောက်2000 3000ဒေါ်လာပေးရတဲ့အခါကျတော့ဟိုမကိုက်ဘူးပေါ့နော်မကိုက်ဘူးတော့ဗမာပြည်ပြန်ပြီးတော့မှကိုလုတ်ဟိုကိုလုတ်နိုင်တမန်တတ်နိုင်တမန်လူမြန်မာလူမျိုးတွေကိုပညာပေးရင်းကိုလည်းဒီအလုတ်ကိုလုတ်ရင်းနဲ့တို့ ตัวนี้ปุ่มสัญญาเซนนี่เราจะได้ประมาณนี้มา อืมเฮาเฮาสรติမြန်မာပြည်မှာလည်းဒီ fashion လောကနေအကြိုက်တော့ရက်တည်ခဲ့ပါဘောเนาะဆိုတော့ဒီဘလိုမျိုးဘလိုမျိုးအခုရော IT ရဲ့ fashion ကဟောဘလိုမျိုးဆက်ရှိနေလဲပေါ့เนาะဘလိုအခြေအနေရောက်နေလဲပေါ့เนาะ ဟိုကဒီဟို fashion အဲ့တုန်းကတော့เนาะဒီဇိုင်းနှစ်ခုရှိတာပေါ့ MPNY apparel ရဲ့ပြီးတော့ Montpress your New York ရဲ့ Montpress your New York ကျတော့ Champion ကထုတ်တဲ့ဒီအတိတ်ကခြီးပိုးတွေကိုပေါ့เนาะရက်တဲ့ခြီးပိုးတွေနဲ့လုပ်တဲ့အတိတ်ကဒီဒီဒီကုံကုံထုတ်ပစ္စည်းတွေကျတော့နိုင်ငံခြားသားကြိုက်တဲ့ကြိုက်အကြိုက်တွေဖြစ်တဲ့အတွက်ဒီပေါ့เนาะကိုကိုဘယ်လိုခေါ်မလဲရိုးရာပိတ်စတွေနဲ့လက်လက်ရက်ထဲနဲ့ဟိုနိုင်ငံခြားစံချိန်မီအောင် လို့ခေါ်မလဲ wood hair တွေကိုထုတ်လုပ်တယ်ပြီးတော့ Sirona Hotel ထဲမှာ sign တခုရှိရပါတော့เนาะအဲ့မှာပြန်ပြီးတော့ MPL wine ကျတော့ပေါ့ပေါ့ပါတိရဈေးလည်းအရင်မကြီးတန်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 ရှိတဲ့ဈေးနဲ့ပဲရောင်းပြီးတော့အလိုမျိုးပေါ့เนาะဖြန့်နေတာကြာခဲ့ပါပြီ10နှစ်လောက်ရှိပါတယ်อืมโอเคโอเคအခုဒီလက်ရှိအခုကိုယ့်ရဲ့ beauty brand တိပေါ့เนาะစီစီရီဟောင်းပေါ့เนาะအခုဒီ brand ရဲ့ key စင်ဟောဘယ်ထိရောက်နေပြီလဲပေါ့เนาะအားရကျေနပ်မှုရောရှိလားပေါ့ အားရခြင်းနှမှုကရှိတယ်ဗောဆိုတော့ဟိုဟာဝယ်တဲ့လူကလည်းဝယ်တယ်ဗောเนาะသူကဘာလို့ဆိုတော့ပစ္စည်းအားကောင်းလို့ရှင်တော့လူတွေကလည်းကြိုက်ကြမှာပဲလေအတိအကတော့ဓာတုဗေဒပစ္စည်းမပါတဲ့ပစ္စည်းတွေကိုထုတ်ကုန်တွေဖြစ်တဲ့အတွက်ပြီးတော့အမေရိကန်မှာလည်းထုတ်တယ်ကိုကိုတိုင်းသေချာကြည့်ကြည့်နတ်ကြကြနတ်နတ်နဲ့လေဟိုသေချာ ingredient တွေကိုသေချာကြည့်ပြီးတော့ဟို ဓာတုဗေဒအတိကတော့ဓာတုဗေဒပစ္စည်းမပါအောင်မဲ့ကိုကစပုတ်အာဆိုင်ပြီးလုပ်နေတာဆိုတော့လေလူတွေကလည်းဓာတုဗေဒပစ္စည်းမပါတဲ့ပစ္စည်းဆိုပြီးတုံးလာကြတယ်လေနော်တဘာဝ ingredient တွေနဲ့ဆိုတော့လေအဲ့ဒါပို့ပြီးတော့ဟိုပါပေါ့နော်လူတွေကပို့တုံးချင်ကြတာပေါ့อืมโอเคโอเคสรุปดิอกุซีรีหอมแยดิอลักုံนี่โออกุก็จะดิอนาคตบ่เนาะ US store ဖက်มาดิဖြတ်น่ะดิอซาဖြတ်နေတာတွေ့ရပေါ့สรุปดิดิแบรนด์ဟောดิเอเชียဖက်ที่ဟော ဖြန့်လာဖို့အတွက်အစီအစဉ်ရှိလားပေါ့နော်ဘယ်လိုမျိုးဟိုထိုးဖောက်ရောင်းချလာလာနိုင်မလားပေါ့နော်အော်အာရှမှာတော့အခုရောင်းနေပါပြီဥရောပမှာရောအာရှမှာရောဟို Middle East တောင်ရှိတဲ့အရှေ့အရှေ့အလယ်ပိုင်းဒေသမှာလည်းသူတို့လည်းဝယ်ကြရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အမေဇုန်ကနေသစင်ပြီးတော့အမတို့ရဲ့ကုမ္ပဏီရဲ့ website ကနေသစင်အခုတကပါလုံးတော့ဖြန့်ပါတယ်မြန်မာပြည်တောင်ပို့လို့ရပါတယ် DHL နဲ့လीနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ခုကတော့ အမဒီဘိုင်းဒီမှာလုံနေတဲ့ဖြင့်ဒီ woman and power ဘိုင်းမှာတွေလည်းဒီလောက်ဆောင်နေတာတွေ့ရပေါ့เนาะဒီ woman and power ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံကမျိုးသမီးတွေရောဘယ်လိုမျိုးစိတ်ခွန်အားပေးခြင်းလဲပေါ့เนาะ ဟုတ်ကဲ့ Women Empower ကတော့အမကအတိအဒီဇိုင်းမမနဲ့လုပ်နေတာ2013 2013ကတည်းကပေါ့နော်ဘာမှပြီးပြန်လာပြီးကြည့်ရသေးချာလုပ်ပြီးတော့ဒီ Ground Workforce တွေဘာမှမသိနားမလဲတဲ့ကလေးတွေကိုသေချာခေါ်ရှမ်းပြီးရောဟို you know ချင်းပြရောမြန်မာလူမျိုးရောကလေးတွေပေါ့နော်ဟိုဆဲဆဲတန်းကြတဲ့ကလေးတွေကိုတန်းကြတဲ့ကလေးတွေအဲ့လိုမျိုးပေါ့နော်ចောင်းဆက်မတက်တော့တဲ့ကလေးတွေခေါ်ပြီးတော့မှသူလာစားလဲအပြည့်ပေးတယ်ပြီးတော့ အမေတို့အစားဖို့တောက်ဖို့နေဖို့စရိတ်တွေအကုန်လုံးပေးတာပေါ့နော်အဲ့လိုပညာလက်မှုပညာသင်ပေးတယ်အဲ့လိုမျိုးပေါ့သူတို့လည်းအခုဆိုတချို့ဆိုရင်သူတို့ကိုယ်ပိုင်စက်ယုံအသေးလေးတောင်ရှိနေကြပြီပေါ့နော်တချို့လေးဆိုရင်စူးစားတဲ့လူတွေပေါ့နော်ဆိုတော့ဟိုအိမ်အိမ်အိမ်ဆက်ယုံခွန်ဆက်ခွန်လုံးရှစ်လုံးနဲ့အလုပ်လုပ်နေရတဲ့တွေတောင်ရှိနေပါပြီဆိုတော့အမကဒီ empower ဘာဖြစ်ဘာဖြစ်လို့လုပ်လဲဆိုတော့အမျိုးသမီးတွေကအိမ်မှာအိမ်မှာနေတယ် ဆက်ဆက်လေးတလုံးနဲ့လှုပ်လို့ရတယ်ပေါ့နော်။သားသမီးကိုလည်းကြည်စားလဲကိုယ့်အဝကြီးအိမ်အိုးအိမ်မကွာပဲနဲ့လေဝင်ငွေတွေရနိုင်တဲ့အလုပ်ပေါ့နော်။အဲ့ဒါအတိတ်ကတော့သူတို့ empower ပဲအမျိုးသမီးမျိုးဒီဒီ financial security ဆိုတော့လိုရလေနော်။ပဲဟိုကိုယ်ပိုင်ကိုယ်ပိုင်ဝင်ငွေရှိနေခဲ့လို့ရှင်ရင်ဘလို့ခေါ်မလဲဒုက္ခရောက်ရင်တောင်မှသမီးမငတ်ဘူးပေါ့နော်။လက်မှုပညာလေးတတ်ထားရင်လေနော်။อืมဟုတ်ကဲ့ဟုတ်ကဲ့။ဒါကတော့ဒီ အာအရင်ခေတ်ကတည်းကဆိုလို့ရှိရင်အမျိုးသမီးတွေကတော့ဒီအမျိုးသားရဲ့နောက်လိုက်ရမယ်ဆိုတာတွေပဲအများရှိခဲ့ပေါ့နော်ဒါပေမဲ့ဒီခုခေတ်မှာကကြတော့အမျိုးသမီးတွေအများစုကလည်းဒီစီးပွားရေးလောကထဲကိုခုံဝင်လာတာတွေတွေ့တယ်ပေါ့နော်ဥပမာချက်ဆိုလို့ရှိရင်ကိုတက်တဲ့အစားအသောက်တစ်ခုနဲ့ကိုရဲ့ brand တွေတည်ဆောင်တာတို့ပြီးလို့ရှိရင်ဒီ fashion ပိုင်းနဲ့ကိုတက်တာဆိုဒီ fashion နဲ့လောကထဲစဝင်လာတို့ပေါ့နော်ဒီလိုမျိုးကိုပိုင် brand ကိုတည်ဆောင်ချင်နေတဲ့ဒီလူတွေကိုဆိုရောအမှန်နဲ့ပါများအကြံပြုပြောချင်လဲပေါ့နော် ပြောပြချင်တယ်ဒါကတော့လူတိုင်းအေးပေါ့နော်လူတိုင်းကတော့သူရဲ့အသိဉာဏ်အတတ်ဉာဏ်တယောက်နဲ့တယောက်မတူဘူးလေနော်သူကကိုသူတို့တချို့ကျတော့လဲဟင်းချက်တာတော်တယ်ဆိုလို့ရှိရင်သမီးဟင်းချက်ပဇွန်6တိချက်ကြော်ပြီးပစိတ်တွေထည့်ပြီးတော့ရောင်းလို့ရတယ်လေနော်ဟိုပြောပြတာပေါ့နော်ဥပမာဟိုဒီဟိုလုံးလို့ရတဲ့ဟာအများကြီးရှိရအိမ်တွင်းမှုကနေစပြီးတော့မှဘလို့ဒီအိမ်တွင်းမှုလက်ရာတွေကနေသင့်ဘာလုံးလို့ရလဲပြီးတော့ဒီ တတ်တဲ့ပညာတွေအကုန်လုံးပေါ့နော်သမင်းဟင်းချက်မလားဒီလက်မှုပညာလုံးမလားစက်ပညာလုံးမလားအမျိုးသမီးတွေလည်းအကုန်လုံးနားလည်နေကြပြီလေပြီးတော့အထူးသဖြင့်က social media platform တွေကလည်းနေရာတိုင်းမှာရှိရ TikTok တွေရှိရ Facebook တွေရှိရ Instagram တွေမှာရှိတယ်ဆိုတော့သူတို့တက်ပို့ပြီးတော့မှဘောဘောနော်ဘလို့ခေါမလဲဟိုအမြင်ကျယ်လာကြတယ်လေနိုင်ငံခြားမှာဘာတွေလုပ်နေလဲအရင်တော့ဒါတွေမျိုးတွေမှမရှိတာနော် တရှိတော့သူတို့လေသူတို့သူတို့အတိုင်းတာနေနဲ့အရန်အောင်မြင်နေတဲ့လူတွေအများကြီးပဲ online မှာတွေ့နေရပေါ့เนาะအရန်ဝမ်းသာတာပဲအဲ့လိုမျိုးတွေ့ရင်ဒီတော့ဒါသူတို့ရဲ့ဒါသူတို့တော်လို့သူတို့တက်လို့သူတို့လုံနိုင်တာလေเนาะကိုကတော့အားပေးရမှာပဲဟုတ်ကဲ့ โอเค โอเคဆိုတော့နောက်တစ်ခုခါကျတော့ဒီဘယ်လိုပြောမလဲဒါကတော့ woman and power ပိုင်းဒီမှာလဲလှုပ်ဆောင်တာတွေတွေ့ရပေါ့เนาะနောက်တစ်ခုခါကျတော့ဒီ community development အတွက်မှာဆိုလို့ရှိရင်လဲဒီ lotus foundation လာဟုတ်လားဒီ lotus foundation ကိုထောင်ထားရလဲတွေ့တယ်ပေါ့เนาะကလေးတွေရဲ့ပညာရေးပိုင်းဒီမှာလဲအခုညီထောက်ပံ့ပြီးတော့ပြုလုပ်ပေးနေတာပေးနေတာတွေတွေ့ခဲ့ရဘူးပဲပေါ့เนาะဆိုတော့ဒီဟာတွေရောဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ account ထဲပေါ်ဖြစ်ခဲ့တာလဲပေါ့เนาะ Okay Lotus Home Foundation ဟိုး အမဒီအမေရိကမှာနေရဟို lotusfoundation.org ဆိုပြီး website လေးတစ်ခုရှိခဲ့တယ်နှစ်ထောင်ထဲမှာ6ခုနှစ်ကလေးอ่ะဗောနော်အဲ့ဒါရလှုပ်ချင်တယ်ဟုတ်အမငငယ်လေးတွေကလေသူများကိုပြင်ရမယ်သွားမယ်အမေကအမြဲတမ်းကိုယ်လေးသွားကူကိုနာသွားကူဆိုကိုယ်အမြဲတမ်းခိုင်းတော့ကိုကတွေ့ရတဲ့ဟာတွေကိုကအရန်ကိုပေးချင်တယ်အရန်ကိုကူညီချင်တဲ့စိတ်တွေအများရှိခဲ့တယ်လေနော်ရှိခဲ့တော့ဟိုအမတတ်ထားတဲ့ပညာရည်နဲ့ရတဲ့ပတ်စံတွေနဲ့ ဘာလို့ဘာလို့ပေးလို့ရလဲဟိုမရှိစင်ရဲတွေဟိုဘကိုတို့အခွင့်အရေးမရတဲ့လူတွေအများကြီးပဲလေနော်အတိတ်ကတော့အမကရှမ်းပြည်ဘိုင်းကိုအတိတ်ကအားဆိုင်တာပေါ့နော်ဘာလို့ဆိုမြန်မာပြည်ဘိုင်းတို့ပြီးတော့ all ဟိုမန္တလေးတို့ရန်ကုန်တို့တခြားတိုင်းဒေသတွေကြောက်တော့လေဟိုအလူဒါနရှင်တွေအများကြီးတယ်လေနော်မောင်လေးနော် အမရိုရှမ်းပြည်မှာကျတော်ဟိုနဲတယ်လေနော်ဟိုဘယ်လိုခေါမလဲလမ်းခရီးသွားလမ်းဆက်သွဲလဲခက်ခဲတယ်လေဟိုရောက်ဖို့ဆိုတော့တချို့ရွာတွေမှာဆိုရင်ဟိုဘယ်လိုခေါမလဲစိတ်ခန့်တော်မရှိဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့သူတို့ဟိုအားဆိုင်ပြီးလုပ်ပေးရတာပေါ့နော်ဥကဥပညာရေးကျမ်းမာရေးအတိတ်ကတော့အဲ့ဒါပဲလုပ်ပေးရှင်တယ်ပြီးတော့လက်မှုပညာတွေသင်ပေးရှင်တာခဲ့တာပေါ့နော် အဲ့လိုအဲ့လိုတော့လုပ်ခဲ့တဲ့အမျိုးပေါ့อืมဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အခုတော့ဒီ Lotus Foundation ရဲ့ခီးစင်ရောဘယ်လိုဘယ်ထိရောက်နေပြီလဲပေါ့နော်ဘယ်လိုမျိုး set run လာဖို့ရှိမလဲပေါ့အမဒီနိုင်ငံမှာဒီဒီအမပုံတင်သစိတ်တော့ဝဆာလုပ်နေရပါတော့เนาะတင်နေပြီးတော့မှအမဒီ Lotus Sound Foundation ကကျတော့ဘာအတွက်ရေချမ်းလုပ်လဲဆိုတော့သူများစီကလူငွေကိုမကောက်ခံဘူး အမမကောက်ခံတဲ့အပြင်အမကကိုယ့်ရဲ့ရောင်းရတဲ့ပစ္စည်းတွေထဲကအမျက်တစုကိုယူပြီးတော့မှကိုထည့်ပေးရတဲ့ foundation ပေါ့နော်ဆိုတော့ကိုယ့် community ဒီ chain chain အတွင်းမှာပဲလည်နေရတဲ့ဒီ sustainable ဖြစ်တဲ့ဟိုပေါ့နော် idea ပေါ့နော်ဆိုတော့ဟိုနောက်နှစ်ထဲမှာပို့ပြီးတော့မှအားစိုက်ပြီးတော့ဒီ champagne ရှမ်းပြည်ကကလေးတွေဟိုပေါ့ဟိုဟိုအလေဒုက္ခတဲတွေအများကြီးပဲရှိရလေးကြောင်းမတက်ရတဲ့ကလေးတွေတို့လိုပညာတွေကိုစုပြီးတော့မှအပိုးပြီးအားစိုက်ချင်တယ်ပေါ့နော်ဟိုဘာလို့သူတွေကတွားကြအကြောင်းလည်းမရှိဘူးလေတခြားနေရာမှာလည်းနေနေရတယ်ဆိုတော့ဟိုအတိခါတော့ပညာရေးပေါ့နော်ဘုံကြီးကျောင်းနေမှာပဲနေဆိုဘုံကြီးကျောင်းမှာအလူတန်းအလူပေါ့နော်ပေးပညာအတိခါတော့သူတို့စာတင်လို့ရအောင်ရနိုင်တဲ့နေရာတွေပြီးတော့မှဘလို့ခေါ်မလဲသူတို့အတွက်အကျိုးရှိမဲ့ဟာပေါ့နော်အဲ့လို ပို့ပြီးအားစိုက်မှာပါနောက်နေတယ်မှာဟုတ်ကဲ့อืมဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အခုဒီစီးပွားရေးနယ်ပယ်ထဲမှာစဝင်ခြင်းနဲ့လူငယ်တွေပြီးလို့ရှိရင်အမျိုးသမီးတွေရောကိုယ့်ရဲ့အတွေ့အကြုံအရာပေါ့နော်ကိုယ်လောက်လာခဲ့တဲ့အဲကိုယ့်ရဲ့ experience အရာဆိုလို့ရှိရင်ဘယ်လိုများအကြံပြုပြောပြောခြင်းလဲပေါ့နော်အအဓိကကတော့ကိုယ်စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်အဓိကကဘာလဲဆိုတော့ ပတ်တော့လေစီးပွားဖြစ်ခြင်းလို့ပတ်ဆံရခြင်းလို့ဝင်ဝေရှိခြင်းလို့လုပ်တယ်။တချို့ကျတော့လေဝါသနာဝါသနာကိုဟိုဟိုလဲပြီးတော့မှပတ်ဆံရအောင်လုပ်ကြတယ်။ဘာဘာဝါသနာပါဆိုအလားအပဝါသနာပါကြတယ်။ဥမာဝတ်ထဲဝါသနာပါကြတယ်။ပစ္စည်းကိုဝယ်လိုက်မယ်။နောက်တနေ့မှာ ရောင်းမယ်အမြတ်ဘယ်လောက်ရလဲအဲ့လိုမျိုးတွေပေါ့နော်မလုပ်လို့ရတယ်ဘာလို့ဆိုပို့ပြီးတော့မှအသင်ပြေတာဒီဖြစ်ချင်းမှာကျတော့ social media platform နဲ့ TikTok တွေမှာလည်းရောင်းနေကြတာအများကြီးပဲမြန်မာလူမျိုးတွေလည်းရှိကြတယ်လေနော်ဆိုတော့ကိုအောင်မြင်အောင် လုပ်နိုင်တဲ့ဟိုအတိတ်ကတော့ဘာလဲဆိုကိုအဲ့လုပ်နေတဲ့စီးပွားရေးကိုလှုပ်ချင်တဲ့စီးပွားရေးကကိုအဲ့တည်းမှာပျော်နေရမယ်ကိုပျော်စိတ်ရှိရမယ်ဘာလို့ကိုနှစ်သက်တဲ့အလုပ်တစ်ခုဖြစ်ရမယ် ိုဒါမှအောင်မြင်တာမကိုမနစ်သက်ပဲနဲ့ဟိုလှုပ်ရမယ်ဆိုတဲ့စိတ်စိတ်နဲ့လှုပ်တယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုကတော့နည်းနည်းတော့နေမှာပေါ့နော်နောက်နေတာပေါ့ကိုကိုကြိုက်တဲ့အရာကိုဝါသနာတကယ်ပါတဲ့အရာကိုကတကယ်ကိုလိတ်လာပြီးတော့မှငါဒီဒီထဲဒီဒီအလုတ်မှာပျော်နေတယ်ဒီအလုတ်ကိုကိုပျော်တယ်ကိုကြိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုမကောင်းလားอืมကိုပျော်တဲ့ကိုကြိုက်တဲ့ဟာကိုလှုပ်ရတဲ့ လူတွေကပို့ပြီးတော့မှအောင်မြင်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့နောက်တစ်ခုခါကျတော့ဒီအဲကိုရီးယားမြန်မာနိုင်ငံသားတွေလည်းဒီဘယ်လိုပြောမလဲအာအမေရိကန်ဘက်မှာနောက်တိုင်းဘက်မှာတွေရောက်နေတာလည်းရှိရပေါ့နော်ဆိုတော့ဒီလူတွေတွက်ကောတို့ကိုပိုင် brand တီစောင့်ချင်တဲ့လူတွေရှိခဲ့မယ်ဆိုလို့ရှိရင်ကိုပိုင်စီးပွားရေးတည်ထောင်လို့တဲ့သူတွေရောဘယ်လိုမျိုးအကြံပြုချင်လဲပေါ့နော်သူများနိုင်ငံမှာလည်းရောက်နေပေါ့နော်နိုင်ငံသားရောက်တဲ့မြန်မာလူမျိုးတွေအားလုံးပေါ့နော်ပြည်နိုင်ငံပဲရောက်ရောက်တယ်ဟို တည်ထောင်ခြင်းလဲဆိုလို့ရှိရင်အဓိကအရေးကြီးတစ်ခုကဘာလဲဆိုတော့အတွေ့အကြုံအလုံငန်းအတွေ့အကြုံသူများစီမှာရအောင်ယူရမယ်။ကိုမတက်တဲ့ပညာကိုသူတို့စီမှာရအောင်တင်တင်ယူရတဲ့အချိန်မှာအချိန်လေးနဲ့ဟိုပါပေါ့တီးခံပြီးတော့လုပ်ရတာအမှောက်လည်းဒီလိုပဲလုပ်လာခဲ့ရတာပဲ။သူများပညာလိုချင်တယ်ဆိုလို့ရှိရင်သူများစီမှာနေအကြာကြီးနေရမယ်။နေပြီးတော့ကိုပတ်စံတွေကိုစုဆောင်းရမယ်။ကိုကို ကိုပိုင်တစိမ့်ထောင်းချင်တယ်ဆိုလို့ရှင်ကိုပိုင်လုပ်ငန်းလုပ်ချင်တယ်ဆိုရင်ပတ်စံစုတက်ရမယ်အရန်အုံဖြုံကြည့်ရင်ဟိုပတ်စံမစုရင်ဒီကိုပိုင်ကိုပိုင်လုပ်ငန်းကမလွယ်ဘူးလေနော်ဒီကိုသူများနိုင်ငံမှာနေတယ်ဆိုတော့ကိုကသူအဲ့နိုင်ငံသားလည်းမဟုတ်ဘူးလေဟုတ်တယ်မလားကိုကိုမိဘမိဘကိုလည်းပို့ပေးရမယ်တချို့အများကြီးရှိရလေ ဒီလိုပဲအဲ့တော့ကိုပတ်စံကိုစုစုနိုင်တည်းများစုရမယ်မတုံးနိုင်မတုံးလို့ရှင်တော့မလိုတော့မတုံးလို့ဘောအမတို့ဆိုရင်တော့ဟုတ်တယ်မလားကိုကကိုစီရရတဲ့ပတ်စံနဲ့စုပြီးတော့မှနဲ့နဲ့ကြာလာတဲ့ချိန်မှာအများကြီးဖြစ်လာလို့ရှင်ကိုကကိုပြန်ဆလို့လို့ကြာတာပေါ့နော်ဒါပေမဲ့ဒီအမအမကျတော့ဒီဒီနိုင်ငံမှာနေရာလဲကြာပြီလေနော်ဒီနိုင်ငံမှာဟိုအရင်ကလုပ်ငန်းလေလုပ်လာတဲ့ချိန်မှာဒီ ဒီလစာရေဝင်ဝဲအရန်များမြင့်တယ်ပေါ့နော်အဲ့မြင့်တဲ့ခါကျကိုစုထားဆောင်ထားရလည်းရှိတာ哦ဒီပါစီရလည်းတောင်းပေါ့အဲ့လိုမျိုးပေါ့နော်ကိုတက်နိုင်တော့ပေါ့ဘယ်လိုခေါ်မလဲပထမကုမ္ပဏီဆိုရင်အမတွေဒီ partner တွေရှိတယ်3ယောက်လောက်ပါတယ် partner အဲ့လိုမျိုးပေါ့နော်အမေရိကန်မှာဆိုရင်အမတစုနောက်တစ်ယောက်ကတစုနောက်တစ်ယောက်ကတစုအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဟိုအောင်မြင် မအောင်မြင်ခင်မှာအရင်ကြဆုံးတာလူတွေကနော်အမပထမကုမ္ပဏီကနေရောင်မှာထောင်တဲ့ကုမ္ပဏီကဟိုဘယ်လိုခေါ်မလဲငွေအားအရန်လိုတယ်ဘာလို့ဆိုတော့ဒီဆိုဟိုမှာဖွင့်တဲ့ဆိုင်ကြီးကအကြီးပဲဆိုတော့တလောက်2000ကျော်လောက်ရှိတယ်ဒေါ်လာငွေဆိုင်ခန်းငါးခါကြီးကိုပဲလူတွေငါးခါဝန်ထမ်းတွေနဲ့ဆိုတော့အများကြီးပဲဟိုပေါ့နော်ဘယ်လိုခေါ်မလဲဒီဟိုဟိုပမာလူပြောရင်တော့ကြားကြည့်ရင်ခြေအားကြီးတာပေါ့နော်အဲ့လိုမျိုးပေါ့ဟိုဒီလို အကြီးလှုပ်เสียလည်းမလိုဘူးလေအစကတော့တည်တည်နဲ့စပြီးလှုပ်လို့ရှင်ပူအစင်ပြေမယ်လို့အမှထင်တယ်တဲ့လားဟုတ်ဟုတ်ဓမ္မအခါကျတော့ဒီလိုပြောမှတခါလေအကြီးလှုပ်လိုက်တော့ပေါ့အဲ့လိုမျိုးပေါ့နော် အဲ့ပေါ့အဲ့ဒါကျတော့ကိုရှုံးတာပေါ့နော်ဘလူးခေါမလဲအဲ့လိုကျတော့ကိုအကြီးသွားလုတ်လိုက်လို့ရှင်ကိုကမမျော်လင့်ပဲနဲ့ဒီဟိုဝင်ငွေရောရောင်းရပေမဲ့ကိုကဝင်ငွေနဲ့ထွက်ငွေမမျှတဘူးပေါ့နော်အမှန်တရားအတိတ်ကပဲလေနော်ဆိုတော့ကိုကဝင်ငွေနဲ့ထွက်ငွေမျှအောင်ကိုထိမ့်သိမ့်နိုင်ရမှာပေါ့နော်ဒါဒါလည်းပညာတစ်ခုပဲလေနော် ဟုတ်ကဲ့အခုရဲ့အခုဒီစီးပွားရေးလောကထဲမှာပေါ့နော်အခုအခြေအနေရပေါ့ဆိုလို့ရှိရင်အဓိကကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေပေါ့နော်အဲ့ဒါတွေကဘာတွေရှိမလဲပေါ့အခုလက်ရှိအလောမှာပေါ့နော်ဒီစီးပွားရေးလောကထဲမှာအမေရိကမှာလာမောင်လေးပဲဟိုပြောဒီအမေရိကမှာအမေရိကမှာဟုတ် အမေရိကမှာကျတော့ဒီမှာကျတော့ဒီဟိုဘောနော်ဘယ်လိုခေါမလဲအရန်ကြီးတော့မထီရောက်ဘူးဒါပေမဲ့ထီရောက်တဲ့နေရာလေထီရောက်တော့ဘောနော်ဥပမာ AI တွေထွက်လာတယ်လူတွေအလုပ်ကိုပြုတ်လာတယ်လူတွေကဟို AI ကွန်ပျူတာနဲ့တုံးလာတာများလေအဲ့လိုဘောနော်တပ်ပုံစီရတဲ့အလုပ်ပြုတ်တယ်အဲဘယ်လိုခေါမလဲဒါစိန်ခေါ်မှုပဲလေဥပမာစာရေးရဲ့လူတွေအလုပ်ပြုတ်တယ်ဘယ်လိုခေါမလဲကော်လမ်တွေရေးရဲ့လူအတွက် journalist တွေမှာပိုထီရောက်တယ်ဘာလို့ဆိုတော့ လူလူတွေက AI ပဲတုံးတော့ ChatGPT တို့ Graph တို့တုံးလာတော့ Gemini တို့တုံးလာတဲ့အခါကျတော့ဒီဒီ journalism တွေမှာပုံပြီးထိရောက်သွားတာပေါ့နော်ထိခိုက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့တချို့ market တွေလက်ထိတာပဲလေနော်ဒါတော့တကဘာလုံးပဲအအတိုင်းတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဘယ်လိုခေါ်မလဲအနေရာတိုင်းမှာပဲဒီဒီ crisis ဆိုတော့10နဲ့15နှစ်တခါတော့ဖြစ်တယ်ကွာအမအမအမှန်တိုင်းပြောရရင်ပေါ့နော်ဆိုတော့ဒီကိုကတော့ ဘယ်လိုခေါ်မလဲဒီစိန်ခေါ်မှုတွေကတော့နေရာအတိုင်းမှာရှိတယ်မောင်လေးเนาะအမပြပတဲ့တဘောစိန်အဲ့စိန်ခေါ်မှုတွေเนี่ยကြုံတွေ့လာတဲ့အချိန်မှာကိုကဘယ်လိုရှင်းရမလဲဘယ်လိုဟိုတွားပြီးတော့မှကိုကကင်တွေ့ရမလဲဆိုတော့အဲ့အတိညာဉ်လေးတစ်ခုတော့ရှိရမှာပေါ့เนาะအတိညာဉ်အတညာဉ်เนี่ยတွေးပြီးတော့ကိုရဲ့အုံနောက်ကိုတုံးပြီးတော့မှဒီစိန်ခေါ်မှုတွေကိုငါဘယ်လိုကင်တွေ့ရမလဲဆိုတော့ဒီပညာလေးတစ်ခုတော့ကိုကလေ့လာရတာပေါ့เนาะစာလဲဖတ်ရတာပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ဒီနောက်ဆုံးအနေနဲ့ပေါ့เนาะကျွန်တော်မမေးမိလိုက်တဲ့အရာတွေလည်းအများကြံခဲ့မှာပေါ့เนาะဆိုတော့ပြီးနေနဲ့ထပ်ပြီးတော့ဖြည့်ဆက်ပြောပြချင်တဲ့အရာတွေဆိုပါတယ်ရှိမလဲဗျာเนาะမြန်မာလူမျိုးတွေပေါ့နော်အမလိုလူမျိုးတွေအမတို့ချင်းတွေကြားကချင်းတို့လူမျိုးတိုင်းပေါ့နော်အမပြပြတပေါ်ဘယ်နိုင်ငံမှာပဲရောက်ရောက်လေကိုကတော့ဒုက္ခရောက်တာတွေရှိခဲ့တယ်ပေါ့နော်ဘလူးခေါမ်နဲ့မိပါနဲ့မမေးရဘူးဟိုစားချင်တာမစားရဘူးအဲ့လိုမျိုးပေါ့နော်ဒီဒီလုပ်ငန်းခွင်မှာလဲကိုက ဒီဘယ်လိုခေါ်မလဲတခြားနိုင်ငံသားတွေဖြစ်တဲ့အတွက်ဟိုတနည်းအားဖြင့်တော့ပေါ့နော်အနိုင်ကျင့်ခံရတာရှိတယ်ကိုပို့ပြီးအလုတ်ပေးလုတ်တာလည်းရှိတယ်အမကတော့ကိုအများကြီးပေးလုတ်လေးလေးကြိုက်လေးလေးပေါ့ဆိုသူတို့ပေးလုတ်လေးလေးအမပညာပို့ရလေဟုတ်တယ်မလားအဲ့လိုစိတ်မျိုးနဲ့ထားပြီးတော့မှတီးခံအောင်ဤပြီးတော့သူတို့ရသမျှပညာကိုယူထားပြီးတော့မှနောက်တစ်ချိန်မှကိုကပမာပြီကိုပြန်လို့ရှိရင်ကိုအဲ့ပညာကြီးသုံးယူလို့ရတယ် အများအကျိုးအတွက်လည်းရှိမယ်ကိုယ့်ရဲ့လုပ်ငန်းကိုလုပ်ငန်းလုပ်မယ်ဆိုရင်တော့ဒီပညာရေးနဲ့ဆက်ပြီးတော့ဆက်လုပ်လို့ရတယ်ဆိုတော့အမပြောရှင်အတိအဓိကတော့အထူးသဖြင့်ဒီဒူဘိုင်းရောက်နေတဲ့မြန်မာလူမျိုးတွေဂျပန်ရောက်နေတဲ့ကိုရီးယားရောက်နေတဲ့လူတွေဟိုယူရီးယားမလေးရှားရောက်တဲ့လူတွေအများကြီးပဲသူတို့တွေကလေဟိုပညာရေးအများကြီးရနေတယ်ဟို skill worker ဘောနော် skill worker တွေဖြစ်နေတော့သူတို့တက်ရတော့ အများကြီးတော့မပူပါဘူးအမကလည်းဒီလိုပဲပင်မပန်းစူးစားပြီးတော့ရောက်လာတာပဲလေလူတိုင်းကတော့နော်လွယ်လွယ်ကူကူနဲ့တော့ရတာပဲရှိမလဲမောင်လေးရအော်သူသူရုပ်ချောတယ်သူဟိုကောင်လေးကရုပ်လာတယ်ဟိုဘောနော်ခန့်တယ်ချောတယ်ဆိုပြီးတော့အလုပ်ရလူမရှိဘူးလေဒီနိုင်ငံမှာနော်အားလုံးတော့အရင်နေရှိကြပါပဲလေနော်อืมဟုတ်ပါပေါ့ ဟုတ်ကဲ့ပါဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီ interview စီစဉ်တော့ဒီလောက်ပါပေါ့เนาะဆိုတော့အအခုလို့ကျွန်တော်တို့ရဲ့ဒီ interview စီစဉ်မှာ live တော့ဖြေကြားပေးတဲ့အတွက်လည်းအအများအမအအများကြီးကျေးဇူးတင်ပါတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့ကြည့်ရှုနေတဲ့ပရိသတ်တွေကလည်းဒီ interview စီစဉ်ကနေ message တစ်ခုတော့ရရှိသွားမယ်ပေါ့เนาะရရှိသွားမယ်လို့လည်းယုံကြည်တယ်ပေါ့เนาะအ ਨੇ ဆုံးတစ်ခုတော့ရရှိသွားမယ်လို့ယုံကြည်ပါတယ်တကယ်လို့ဒီ video ဒီလိုမျိုး session လေးတွေကကိုယ့်အတွက်ကောင်းကျိုးဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ video လေးကို like and share လုပ်ဖို့လည်းမမေ့ပါနဲ့เนาะ တော့ဒီနေ့အတွက်အားလုံးဒီမှာပဲရက်တမ်းပြပါစေဗျာ